မြန်မာနိုင်ငံမှာ Mobile Legend ကိုဘာပဲလို့လူတွေကပပ်ကြီးထက်ပို့ပြီးဆော့ကြတယ်။ဘာလို့လဲဘာလို့လဲဟမ်ပပ်ကြီးကိုတိတ်ပြီးမဆော့ကြဘူးပေါ့နော်ကျွန်တော်တွေ့ရတဲ့လောက်ဒါတွေကိုကျွန်တော်ဆွေးနွေးကြမယ်။အဲပပ်ကြီးကဘယ်လိုတွေတဲ့ရှင်းရ။နံပါတ်1ချက်ကတော့ဖုန်းဖုန်းဖုန်းနခုလုံးဖုန်းကိန်းဆိုပေမဲ့ပတ်ကြီးကဖုန်းစပက်ပို့ပြီးတော့လိုအပ်တယ်ပေါ့နော်စပက်ပို့မြန်မာဆော့လို့ရမှာပေါ့နော် specification specification ပုံမြင်မှာဆော့လို့ရမှာတုံတောင်ဖုန်းနေလဲဆိုမရဘူးထစ်တယ်လေးတယ်ပူတယ်အားကုန်တာမြန်နေဒီအရရှိရပေါ့နော် mobile legend ကျတော့ဖုန်းနိုင်နေတော်တော်လေးအဆင်ပြေပြီဆော့လို့ရပေါ့နော်ဒုတိယချက်ကတော့ပတ်ကြီးနဲ့ပတ်သက်ပြီးရော creator တွေလည်းတိတ်မရှိရောပေါ့နော်အခုဆိုရင်ပတ်ကြီးနဲ့ပတ်သက်ပြီး content တွေလုပ်နေတဲ့ creator တွေကတော်တော်ကိုနေဝပြီမရှိဘူးမဟုတ်ရှိရောရှိရရှာရှိရောရှိရရှာနောက်တစ်ချက်ကကျတော့ ပွဲတွေမရှိလို့ပက်ကြီးပွဲလောက်ကလည်းအရန်ခတ်တယ်အဲ့တော့ organizer တော်တော်များများ mobile legend ပွဲပဲလုပ်ကြဘာလို့လဲဆိုတော့ပက်ကြီးလုံးမယ်ဆိုရင်လူ64ယောက်လောက်ကိုစင်ပေါ်ဘလို့တင်မလဲတင်မလား management လောက်ကလည်းခတ်တယ်နောက်ပြီး soil လူကလည်းတိတ်မရှိအဲ့လိုအပြန်အလှန်ပေါ့နော်အပြန်အလှန်နဲ့တဖြည်းဖြည်းနဲ့ပက်ကြီး soil လူကမြန်မာနိုင်ငံမှာနည်းလာပြီးတော့တိတ်မရှိဘူးလို့ထင်ရဒါပေမဲ့အခု world cup ဒီပါပက်ကြီးကရသွားပြီအဲ့တော့မကြခင်မြန်မာနိုင်ငံမှာပက်ကြီးပွဲတွေပြန်ပြီးတော့ညီရလာနိုင်လာပေါ့နော်ပက်ကြီးကိုလူတွေပို့ပြီးတော့ soil လာအောင်လို့ organizer အနေနဲ့ရောဦးစားပေးပြီးတော့လုပ်ကြမလား ဒါရဲတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ကဲပိတ်သက်ကြီးအမြင်ရောတစ်ချက်လောက်ကိုမမှာပြောသပြပြလို့ရပါတယ်။